နနာဘဝတွေကိုသင်္ကန်းစီပေးခဲ့တဲ့လို့ရဲ့ကြောင့်ယခုလိုငလင်ကြီးလောက်ရတာလို့လို့ပြောများနေမြမာပြည်အားဘာသာရေးကန့်ရှိုက်ပြီးတော့အယူလွဲတွေနဲ့ဘာသာရေးဝါဒများစွာရှိတဲ့အရှိတောင်အာရှနိုင်ငံတစ်ခုဖြစ်မဲ့ကဘာကားတီပါရီတရေတမျိုးမယူပါရီကရက်တွေနဲ့2019ဟာဆလာကြောက်လိုက်တဲ့ကပ်ဘေးတွေကြောင့်အသက်မသေးပေမယ့်ဘဝကိုကြုံတလို့ရုန်းကန်နေကြရတဲ့သူတွေတွေ ဖြစ်ကျင်သလိုဖြစ်ပြီးစိတ်ထင်တိုင်းပြုလုပ်ကြလို့ဖြစ်ပေါ်လာတဲ့ပြဿနာပေါင်းများစွာကလည်းယနေ့ဆိုရှယ်မီဒီယာမှာတနေ့တစ်မျိုးမယိုးအောင်တွေးရမှာပါလူကြီးမျိုးတို့အမြင်ပေးဖြစ်ပါတယ်ယခုအချိန်မှာတော့မြန်မာပြည်ကြီးဟာကမ္ဘာအပြင်ဆုံးမဂနီကျူရေတဲကတစ်ခုဖြစ်တဲ့ခွန်တသမခွန်ပြားရှိတဲ့ငလင်းသဘာဝဘေးကြီးနဲ့ကြုံတွေ့ကြရပြီပဲဖြစ်ပါတယ်မြန်မာပြည်လေပိုင်းရင်အထူးမျိုးတွေဖြစ်ကြတဲ့မန္တလေးနဲ့စကိုင်းမျိုးဟာအထူးပြည့်စုံမှုအများဆုံးဖြစ်ပြီးအခြားမျိုးငယ်လေးတွေများစွာလေးကမ္ဘာပေါ်မှာ ဖို့ဖို့ညံ့ညက်ကျင်းနေကြတာပဲဖြစ်ပါတယ်။သခိုင်းတရာကြီးလေးသုံးပိုင်းကျိုးတဲ့အထိပျက်စီးခဲ့ပြီးတော့ရှီအောင်ဖျားစီရီမျိုးစုံနဲ့မန်လီနဲ့တော်မဟာမြေမှုနီးနေသခိုင်းမျိုးရဲ့တမိုင်းဝင်များစွာဟာအုပ်ပုံစေကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ကဘာမှာမြန်မာလိုမျက်နှာပွင့်လင်းစေတဲ့ရာဇဝင်တမိုင်းထောက်ထားမယ်ရှိခဲ့ကြတဲ့အပြင်ဖူးမြော်သူတိုင်းကိုခန်းစားချက်အသေးစံနဲ့ဘာသာရေးရဲ့လှပတဲ့အချံကိုအမြဲပြခဲ့ကြတဲ့ဒီဖျားစီရီတွေဟာအခုလိုတမနဲ့တနေ့လယ်ထဲမှာအုပ်ပုံနေဖြစ်သွားခဲ့ရတာဟာနိုင်ငံသားတိုင်းရဲ့ရှင်ကိုအစိမ့်လိုက်ဆွဲဆုပ်သလိုခန်းစားစ ေတာအမှန်ပါပဲမြန်မာတွေလားဗုဒ္ဓဘာသာပေါ်ယုံကြည်သက်ဝင်ပြီးတော့မြို့ပလာကိုကိုယ်ွယ်စီခဲ့ကြတဲ့အတိုင်းပြည်မှာဖရာရဲ့အစွဲပွားနှက်ကိုယ်ွယ်မှုတွေများစွာလည်းရှိပါတယ်ရိုးရာတစ်ခုနေနဲ့လိုက်နာကိုယ်ွယ်ကြတဲ့မိသားစုတွေဟာမြန်မာပြည်နယ်ပိုင်းနဲ့ထက်ပိုင်းမှာပို့ပြီးတော့များကြပြီးတော့အထူးသဖြင့်ညာဒေသတွေမှာတက်ဆိုင်ရာရိုးရာနှက်တွေများစွာလည်းရှိတာတာပဲဖြစ်ပါတယ်ဒါကြောင့်ယခုလိုရုတ်တရက်ကြီးတဘာဝကက်ဘေးကြီးဖြစ်ပေါ်လာပြီးအပြစ်မရှိတဲ့ကလေးငယ်တွေနဲ့တန်ဃာတော်တွေများစွာရဲ့အသက်တွေဆုံးရှုံးတာဟာလွန်ခဲ့တဲ့ပတ်ကလူမှုကွန်ရက်ဆိုင်မျက်နှာမှာပြုလုပ်ခဲ့တဲ့ ထူးဆန်းတဲ့ရှင်ပြူပွဲကြောင့်ဖြစ်တယ်လို့ပြောဆိုကြတာပဲဖြစ်ပါတယ်။ထိုးရှင်ပြူပွဲကတော့တွေ့ကြည့်ရင်တောင်မှစက်သိန်းထားချေစရာကောင်းတဲ့ထိထူးဆန်းပြီးတော့ကြောက်ဖို့ကောင်းတဲ့ပွဲတစ်ခုပဲဖြစ်ပါတယ်။ဘကိုးတိုင်းဒေသကြီးမုံညိုမြို့နယ်လက်ဘရောကြီးရွာမှာအိမ်မက်ပေးခဲ့တဲ့နန္နာဘဝတွေကိုသူတို့ကရုပ်ထုလောက်ကသင်ငန်းစီပေးဖို့ပြောကြရာကတကယ့်လို့တွေမှလည်းတရေတပတ်တွေကိုကိုရင်ဝတ်သင်ငန်းစီပေးနေကြတာဖြစ်ပါတယ်။ဗိုလ်တရရဲ့ယူဝါဒမှာလူကားသားလေးရင်သင်ငန်းစီပြီးတော့တပိတ်လွေကသာသနာပောင်နဲ့ဝင်လို့ရတာဖြစ်ပေမယ့် အခုလက်ဘရောကြည့်ရကလူတွေကတော့အခြားဘဝကအရာတွေပါမလို့တင်မလို့အပ်တာတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ် ဒါကြောင့်ဆောင်ထရမယ်စီးတွေပေါင်းနေပျောက်ပြက်ပြီးတော့နန္နာဘဝတွေရဲ့စီးတွေပေါက်သွားကြတယ်လို့ဗီဒင်ကျန်းကန်နေအထက်အောက်တိကျွမ်းနေပုံကိုယ်တွေကပြောဆိုကြတာပဲဖြစ်ပါတယ်။ဒီလိုတွေကြောင့်ကပ်ဘေးတွေစင့်ခေါ်သလိုပြုတ်လုံနေတာဖြစ်ပြီးအခုလုံဖြစ်တဲ့ရှားတွေနဲ့လောကတွေဟာကျောင်းကပြန်ဖြစ်တယ်လို့လူတွေကဝေဖန်နေကြတာပဲဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကပ်ဘေးနဲ့အခုလိုကျောင်းမဲ့ဖွဲ့ကောင်းတဲ့ရှင်ပြူပွဲရဲ့ဆက်ဆက်ရှိပုံကိုလူတွေဝေဖန်ပြောဆိုနေကြတဲ့အပေါ်မှာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။အာပင်နာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းနဲ့ ကြုံတွေ့နေရတဲ့တဘာဝဘေးအန္တရာယ်ကြီးမှာအမြန်ဆုံးကင်းဝေးကြပါစေလို့ကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်စာပါလိုက်ပါစေနော်။အာပိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။